ဒီဇလန်းကတော့ရီးသားရှိရဲ့သူတွေကိုမှလူသက်သမားကရွေးပြီးလိုက်တက်တက်ကားမှု FA တွေကြီးကိုကြီးတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဇလန်းရဲ့အဆမှာတော့ romantic ဆန်တဲ့နေရာတစ်ခုမှာချစ်သူရီးသားနှစ်ယောက်အတူရှိနေပြီးကောင်းလေးဖြစ်သူက romantic ဆန်ဆန်ပဲလက်ထပ်ခွင့်တောင်းနေခဲ့တယ်ဒါကိုအနောက်ကနေမှတ်တမ်းတင်ထားနိုင်မှုအတွက်လဲဓာတ်ပုံဆရာကိုပါခေါ်လာခဲ့ပြီးသူတို့ရဲ့နှစ်ကြိမ်ပြန်မရနိုင်တဲ့အခိုက်အတန့်လေးကိုဖျက်ဆီးနေခဲ့ကြတယ် ဒါပေမဲ့လည်းဓပုံဆရာစီကနေတေချာမရိုက်လိုက်ရလို့နောက်တစ်ချိန်လက်ထပ်ခွင့်ပြန်တောင်းပေးပါဦးဆိုတဲ့ဖုံးဝင်လာတာနဲ့ကောင်းလေးလည်းစိတ်ပြတ်သွားပြီးဆဲဆိုရင်တေချာပြန်ရိုက်လို့អော်ပြောလိုက်တယ်။ဓပုံဆရာလည်းသူ့ကိုဆဲဆိုပြီးဖုံးချသွားတဲ့ကောင်ကိုတင်းမီနောက်ွယ်ကနေပြောနေရင်မှတ်တမ်းပြန်ယူမဲ့လုံနေတော့မှာပဲ။ကင်မရာမှန်ဘလူးထဲကိုဓာတ်ဆိုင်ဝင်လာတာမို့ကင်မရာကိုစိုက်ကြည့်နေတဲ့ဓပုံဆရာရဲ့ခေါင်းတက်တက်ကိုဝင်သွားပြီးအိုက်ညံမှာပဲတည်သွားခဲ့တယ်။ တဖက်မှာလည်းကောင်မလေးကမှတ်တမ်းမတင်လိုက်ရတာကိုသိတာမို့ကောင်လေးနောက်တစ်ချိန်လက်ထပ်ခွင့်တောင်းတာကိုလည်းပထမတစ်ခါလိုပဲသဘောထားပြီးပျော်ရွှင်ပြနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲနောက်တစ်ချိန်တပုတ်ဆရာစီကနေဖုံးဝင်လာတာနဲ့စိတ်တူပြီးတဖက်ကိုလှဲ့ကောနေတော့မှာပဲရုတ်တရက်ဆိုလို့သူ့နှစ်ဖူးတက်တဲ့ကိုမြားမှန်လာတာနဲ့တည်သွားရပြန်တယ်။ကောင်မလေးလည်းသူ့ချစ်သူသူ့အရှိတင်တတ်ခံလာရတာကိုမြင်လိုက်ရတော့ကြောက်လန့်ပြီးအဲ့ဒီနေရာကနေအသက်ကုန်ထွက်ပြေးတယ်။ ဒါပေမဲ့လည်းလူသက်သမားကသူ့နောက်ကိုပဲတောက်လျှောက်လိုက်နေတာမို့သူလည်းထွက်ပြေးရကနေစက်ရုံတစ်ခုတည်းကိုရောက်သွားပြီးလုံခြုံရေးအဆောင်နဲ့တွေ့တယ်။သူ့ကိုတတ်မှတ်လူလိုက်လာနေတာမို့ကဲပေးဖို့ပြောတာနဲ့အဆောင်နဲ့တနတ်ကိုထုတ်ပြီးလိုက်လာတဲ့လူကိုချိန်နေတုံးပါပဲ။အဲဒီလူကဓာတ်နဲ့လှမ်းပေါက်လိုက်တာမို့တခါတည်းနောက်ဘွားကူးသွားတော့တယ်။ဒါနဲ့ကောင်းမလေးလည်းသူ့ကိုသူကဲမှပဲရမယ်ဆိုတာသိလိုက်ပြီးစက်ကြီးကြီးတစ်ခုတည်းကိုဝင်ပုန်းလိုက်တယ်။ ဒါကြောင့်လူသက်သမားကအပြင်မှာတတ်လို့မရမဲ့အတူတူအထဲမှာတတ်မယ်ဆိုပြီးကောင်မလေးဝင်ထားတဲ့ဆက်ရဲခလုတ်တွေကိုဖွင့်နေခဲ့တယ်။ဒါကြောင့်အထဲကကောင်မလေးလည်းကြောက်လန့်ပြီးမလုပ်ပါနဲ့လို့ပြောရင်တကားကိုအတင်းတွေတွန်းဖွင့်နေခဲ့ပေမဲ့အပြင်ကနေတကားကိုလောချထားတာမျိုးဖွင့်မရပဲနောက်ဆုံးမှာတော့ဆက်ထဲမှာနှစ်ဖက်ညက်ပြီးအမုံဖြစ်နဲ့တည်သွားခဲ့တော့တယ်။ အဲ့နောက်တော့တရင်တွေမှာဇုံတွဲတွေကိုမှရွေးတတ်တဲ့အသေးပုံမျက်လုံးနဲ့လူသက်သမားလို့တင်စားရတဲ့လူကဗလက်တိုင်းဒေးရောက်တိုင်းပေါ်လာတတ်တဲ့အကြောင်းနဲ့ခုဆိုရင်သူတက်လို့တည်ခဲ့တဲ့ချစ်သူဇုံတွဲတွေတစားစားများလာပြီဆိုတာတွေကိုပြောနေခဲ့တယ် ဒါပေမဲ့လည်းဒီလိုသတင်းတွေထွက်နေတာတော့မကြောက်တဲ့စုံတွဲတွေကရှိပြီးရဲနေတာမို့တကယ်အခင်းဖြစ်တဲ့နေရာကိုဆင်းရတဲ့စုံနောက်တွေကတော့အတွဲတွေကို Valentine Day မှာဘဲမှမသွားကြဘူးနဲ့အိမ်မှာနေဖို့ကိုပဲသတိပေးပြောနေခဲ့တယ်။တစ်ဖက်မှာလည်းအယ်လီက Valentine Day နေ့မှာရီးစားနဲ့ပြတ်သွားခဲ့ပြီးသူ့ရီးစားကနောက်ကောင်မလေးနဲ့ပုံတွေတင်ထားတာမို့အဲ့ဒါတွေကိုကြည်ရင်တယောက်တည်းတိတ်တိတ်လေးကြည်ကွဲနေခဲ့ပါဗျ။ အဲ့ဒီချိန်မှာပဲသူမှားထားတဲ့ coffee ရတာနဲ့သွားယူတော့ခြေကွဲနေတဲ့နှလုံးသားလေးကို plaster ကပ်ပေးမဲ့ဂျေးဆိုတဲ့ကောင်လေးနဲ့အမှတ်မထင်တွေ့ခဲ့ကြရတယ်။ဒါပေမဲ့လည်း Ellie ရဲ့မကြည်နေတဲ့အထက်ကဘောစီမမကအကုန်လုံးကိုအရေးပေါ်မီတင်ခေါ်ထားတာရှိတာမို့ Ellie လည်းကြည်နူးဖို့တောင်အချိန်မရပဲအလုပ်ပြုတ်မှဆိုပြီး coffee ရတာနဲ့တန်းထွက်လာခဲ့ရတယ်။အရေးပေါ်မီတင်ဆိုတဲ့အတိုင်းကုမ္ပဏီမှာရှိတဲ့လူတိုင်းမီတင်မှာရှိနေတာမို့ဘောစီမမက Ellie လှုပ်ထားတဲ့ Valentine Day ကြော်ညာဗီဒီယိုကဘလောက်တောင်ကွမ်းလဲဆိုတာအားလုံးသိအောင်ဖွင့်ပြလိုက်တယ်။ အလီရဲ့ဗီဒီယိုကတော့ခေရီစီကြောင်းနဲ့အညီဇုံတွဲဗီဒီယိုလဲရိုက်ချင်းလူသေးတာလဲပြချင်တာနဲ့ဗီဒီယိုထဲမှာကောင်းလေးဒါမှမဟုတ်ကောင်းမလေးဖြစ်သူကိုလှလပပလေးအကအလှနဲ့တည်ခိုင်းထားတာပဲဖြစ်ပါတယ် ဗီဒီယိုကိုပြပြီးတဲ့နောက်တော့ဘောစီမမကအလောက်ကမှန်ကြောင်တယောက်ကိုအောက်ကကောမန့်တွေကိုဖတ်ခိုင်းတဲ့အခါမှာတော့အားလုံးကဆူဆူဝါးဝါးကိုအပြစ်တွေပြောထားကြတယ်။ဒါကြောင့်ဘောစီမမကအဲလီအခုလုံနေတဲ့အလောက်ကိုစဉ်းစားဖို့လိုတာမို့ဂျေးစင်မွန်ဆိုတဲ့အဲလီနဲ့ကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့ကောင်လေးကိုဖိတ်ခေါ်လိုက်ပြီးအဲလီရဲ့ project ကိုဂျေးကိုပြောင်းလုပ်ခိုင်းမယ်လို့ပြောပါတယ်။အဲနောက်တော့ဂျေးရဲ့လှုပ်ဆောင်ချက်တွေတဲကအကောင်းဆုံးမှတ်တမ်းတွေကိုအားလုံးရှေ့မှာပြောပြနေပြီးချီးကျူးနေခဲ့တော့တယ်။ ခဏကြာမှာတော့ဂျေးကအင်တာတဲထိဝင်လာပြီးအယ်လီကိုညနေကျရင်အလုပ်ကိစ္စပြောစရာရှိလို့စားတောက်ဆိုင်ကိုလာခဲ့ဖို့ချိန်တာနဲ့အယ်လီလည်းအခုပြောလေဆိုပြီးပြောပေမဲ့ဂျေးကတော့ "तू မအားသေးတာမို့ညမှပဲတွေးကြမယ်"လို့ပြောပြီးထွက်သွားတော့တယ်။အဲ့ဒီညက Valentine Day ညဖြစ်တာမို့သူ့တငယ်ချင်းမို့ကအယ်လီကိုဒိတ်တာလှလှလေးဖြစ်နေအောင်ဆိုပြီးအဝတ်စားဆိုင်ကိုခေါ်သွားပြီးတထဲပြီးတထဲစိတ်ကြိုက်ရွေးဝတ်ခံခဲ့တယ်။ နောက်ဆုံးမှာတော့အဝတ်စားလှလှလေးနဲ့ဂျေးနဲ့ချိန်ထားတဲ့နေရာကိုသွားခဲ့ပေမဲ့လည်းသူကအရင်စောရောက်နေတာမို့အယ်လီလည်းပွားစီပွားစီပြောနေတော့တယ်။ဒါပေမဲ့လည်းဂျေးရောက်လာချိန်မှာတော့ဂျေးရဲ့စမတ်ကြတဲ့ပုံစံကိုမြင်လိုက်ရတာမို့သူ့ရဲ့တိုးနေတဲ့စိတ်လည်းအထဲကိုပြန်ဝင်သွားပြီးဂျေးကိုခဏတော့ကြွေးစင်းသွားခဲ့တယ်။ ဂျေးရောက်လာလို့စကားပြောကြတဲ့အခါမှာတော့သူတို့ဒိတ်နေတာမဟုတ်ပဲဂျေးကဒိတ်နေတဲ့ပုံစံနဲ့စကားတွေပြောနေတာမဟုတ်အဲလီလည်းသူ့အလုပ်ကိုလုသွားတဲ့ဂျေးပေါ်စိတ်တူနေတာကတကြောင်ဘောစီမားစီကလည်းလူရှိသူရှိကောခံရတာတကြောင်နဲ့စိတ်မကြည်ပဲအကုန်ဂျေးစီကိုအပြစ်ပုံချနေမိတော့တယ်ဒါနဲ့ဂျေးလဲစကားဆက်မပြောတော့ပဲသူတို့ဒီနေ့စကားပြောဖို့အဆင်ပြေတဲ့ပုံမပေါ်ဘူးပဲဆိုပြီးစားတောက်ဆန်တဲ့ကနေထွက်သွားခဲ့တယ်။ဒါကိုအဲလီကလည်းသူ့ဂျေးပေါ်အပြစ်တွေပုံချမိတယ်လို့ဖြစ်သွားတာကိုသိသွားတာမို့အနောက်ကနေတောင်းပန်မှုလိုက်လာခဲ့တယ် အဲ့နောက်တော့သူပေမန်းလို့ဒါမျိုးတွေပြောမိတာပါလို့ပြောပြီးသူဒီလောက်ကနေပြုံးလို့မရတဲ့အကြောင်းတွေပြောနေတာမို့ဂျေးလေသူအဲ့ဒီလောက်ကိုမလူပါဘူးဆိုပြီးပြောနေတော့မှာပဲသူတို့ရှိနေတဲ့စားသောက်ဆိုင်ရှိကိုအဲလီရဲ့ရီးစားဟောင်းနဲ့သူကမာလီတို့စီးလာတဲ့တက်စီရောက်လာတယ်တက်စီပေါ်ကနေဆင်းလာတယ်သူရီးစားဟောင်းကိုတွေ့လိုက်ရတော့အဲလီလည်းမခံချင်စိတ်နဲ့သူရှိမှရှိနေတဲ့ဂျေးကိုရုတ်တရက်ဆွဲနှမ်းလိုက်တယ်ဂျေးလည်းကြောင်သွားပေမဲ့အဲလီလိုအချစ်ကိုယုံကြည်မရှိဘူးဆိုတဲ့လူစီကနေအနမ်းခံရတာမို့ငြိမ်းခံနေလိုက်ပြီ အဲလီကြီးစားဟောင်းကအဲလီနန်းနေတာကိုတွေ့သွားတာမို့အဲလီနာမည်ကိုခေါ်လိုက်တယ်ဒီလိုနဲ့မတွေ့တာကြပြီဆိုပြီးဘာဘာညာညာစကားတွေပြောပြီးမှတော့စားတောက်ဆိုင်တဲ့ကိုဝင်သွားကြပြီဒီနေ့ညအသက်မခံရပါစေနဲ့ဆိုတဲ့ဆူတောင်းစကားကိုပြောသွားတာမို့အဲလီလည်းဘာလို့ဒီလိုစကားကြီးကိုပြောတာလဲဟာဆိုပြီးကြောင်နေခဲ့တယ် အဲ့နောက်တော့ရီစာဟောင်းစီးလာတဲ့တက်စီကိုပဲနှစ်ယောက်သားတက်စီလိုက်ကြပြီးစားတော့ဆိုင်ရှိကနေထွက်သွားကြတယ်သူတို့တက်စီထွက်သွားတာကိုအချစ်တွေစားတွေးတွေဖုံးလွှမ်းနေတဲ့အသေးပုံမျက်ဝန်းလေးတစ်စုံကတနေရာကနေစိုက်ကြည့်နေတာကိုတော့တိပုံမပေါ်ပါဘူး ကားပေါ်မှာတော့ဂျေးကသူ့ကိုရီစာဟောင်းရှိမှမို့ရုတ်တရက်ဆာနန်းလိုက်တာကိုသိသွားပြီးဆက်ဖြင်းဖြင်းဖြစ်သွားခဲ့ပေမဲ့လည်းသူဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်တာမို့ဒီတိုင်းသာငြိမ်နေလိုက်တယ်။ဒါကိုအလိုက်ကန်းဆုံးမသိတဲ့တက်စီဘိုးတော်ကအချစ်ဆိုတာလှပပါတယ်ဆိုတဲ့စကားကိုပြောနေတာမို့သူတို့နှစ်ယောက်လည်းချစ်သူမဟုတ်ပါဘူးလုံးဝကင်ဘက်တွေပါဆိုပြီးအသေးအံညင်းနေကြတယ်။အဲနောက်တော့ဂျေးအိမ်ကိုမရောက်ခင်အဲလီကသူ့အိမ်မှာဆင်းနေခဲ့မှာမို့တက်စီကလည်းအိမ်ရှိကလမ်းမှာရပ်ပေးလိုက်တယ်။ အဲလီလဲတက်စီပေါ်ကနေဆင်းသွားပြီးအိမ်တကားကိုဖွင့်မဲ့လောက်တော့မှတော့ပြောက်နေတာနဲ့တယောက်တည်းတိုင်ပတ်နေတယ်ဒါကိုမြင်တော့ဂျေးလဲသူ့အိမ်ကိုဆက်မသွားဖို့ဆုံးဖြတ်လိုက်ပြီးအဲလီအိမ်မှာပဲဆင်းနေခဲ့ရင်ကနေအထဲကိုဝင်လို့ရအောင်တော့မရှိတဲ့အတူတူအိမ်တကားမှန်ကိုရိုက်ခွဲလိုက်တာမို့လက်ကိုဖန်ခွဲစားတွေရှာသွားခဲ့တယ်အဲလီရဲ့အိမ်ထဲမှာတော့တယောက်တည်းနေသူပြီးပြီးတအိမ်လုံးရှုပ်ပွားနေပြီးထိုင်စရာနေရာမရှိတော့အောင်ညစ်ပတ်နေတော့တယ်ဒါပေမဲ့လည်းဂျေးရဲ့လက်ကဖန်ခွဲစာကိုဆေးထည့်ပေးနေတာနဲ့ဆေးသစ်တာကိုသွားရှာပြီးဂျေးကိုဆေးကုပေးနေခဲ့တယ် အဲ့ဒီချိန်မှာပဲအခန်းထဲကအကျမ်းပြင်မှာဂျေးတွေးလို့မဖြစ်တဲ့ပန်းရောင်ပစ္စည်းလေးတစ်ခုကြာနေတာနဲ့အဲလီလည်းဂျေးတတိမထားမိခင်ကောက်လိုက်ပြီးနောက်ကဗီဒီယိုထဲကိုမတိမတာထည့်ဖို့လုပ်တယ်ဒါပေမဲ့လည်းဗီဒီယိုထဲမှာဘဲချိန်ကမှန်းမသိဝင်ပုံးနေတယ်အသေးပုံမျက်လုံးနဲ့လူသက်သမားကိုတွေးလိုက်ရတာမို့အဲလီလည်းရုတ်တရက်ဆိုသူထိတ်လန့်သွားပြီးဗီဒီယိုကိုချက်ချင်းပြန်ပိတ်လိုက်တယ်ဒါကိုလူသက်သမားကဗီဒီယိုကိုစောက်ဖွင့်လို့အနောက်ကနေလိုက်လာပြီးဂျေးနဲ့အဲလီတို့နှစ်ယောက်ကိုတတ်ဖို့လုပ်တာနဲ့သူတို့နှစ်ယောက်လည်းအသေးအံခုခံရင်ထွက်ပြေးကြရတယ် ိုင်နောက်တော့နောက်ထပ်အခန်းတစ်ခုစီကိုရောက်လာပြီးအခန်းတကကိုကျိုးရည်နဲ့ဖွင့်မရအောင်ပိတ်နေတော့မှာပဲအစင်ပြေပြီးထင်သွားခဲ့ပေမဲ့လည်းလူသက်သမားရဲ့ဓာကဒကားကိုဖြတ်ပြီးသူတို့ရှိတဲ့ဘက်ခြံကိုဖောက်ဝင်လာတာမို့အဲလီလည်းလှန်သွားရပြန်တယ်ဒီလိုကနေအိမ်ပြင်ဘက်ကိုရောက်အောင်ထွက်ပြေးကြပြီးသူတို့အိမ်ရှိကနေခုထိမသွားသေးတဲ့တက်စီသမားကိုတွေ့တာနဲ့ဝမ်းသာပြီးတက်စီပေါ်ပြေးတက်မဲ့လုံနေတော့မှာပဲလူသက်သမားကတက်စီသမားကိုတတ်ပစ်လိုက်တာမို့အဲလီတို့နှစ်ယောက်လည်းကားလမ်းမရွေးတာတော့ပဲခြေလမ်းသာရွေးပြီးထွက်ပြေးကြရတော့တယ် အဲလီကတော့သူတို့ကစုံသွဲမှုတာကိုဘာလို့ပြစ်မှတ်ထားနေတာလဲလို့မေးပေမဲ့လူသက်သမားကတော့ပထောက်ဆိုပထောက်တယောက်ဆိုတယောက်ပဲမို့တစ္ဆာရှိသူပြီးပြီးစုံသွဲဟုတ်ဟုတ်မဟုတ်ဟုတ်ကြွေးပြီးသားပဲမို့လိုက်တတ်ပါတယ်ဒီလိုနဲ့ထွက်ပြေးကြပြီးမြောက်နေရာတစ်ခုကိုရောက်လာရကနေလူသက်သမားကလည်းအဲလီကိုရွေးပြီးတိုက်ခိုက်တာမို့ဂျေးလည်းအဲလီကိုလွတ်သွားအောင်ဝန်ကူလိုက်တယ်ဒါနဲ့ပြစ်မှတ်ကသူ့စီကိုပြောင်းသွားပြီးသူ့ကိုတိုက်ခိုက်တာနဲ့သူလည်းအောက်ကကျမ်းမြင့်နဲ့ကောင်းဆောင်မိပြီးတတိမိသွားတော့တယ် အဲ့နောက်တော့လူသက်သမားကအဲလီနောက်ကနေလိုက်ပြီးတိုက်ခိုက်နေသေးတာမို့အဲလီလည်းဂျေးကိုထားခဲ့ပြီးတယောက်ထဲလွတ်အောင်ထွက်ပြေးသွားခဲ့တယ်။အဲလူကနေကစားကွင်းနေရာကိုရောက်တော့အဲလီလည်းမြေရုပ်တွေရှိနေတဲ့နေရာမှာဝင်ပုန်းနေပြီးလူသက်သမားကတော့အဲ့ဒါကိုသိတော့မြေရုပ်တွေရဲ့အောက်ကအဝိုင်းကိုလဲလိုက်တာမို့အဝိုင်းပေါ်မှာရှိတဲ့အဲလီလည်းမြေရုပ်တွေနဲ့အတူရွေ့လျားနေပြီးလူသက်သမားကလည်းအလစ်ဝင်တိုက်ခိုက်တော့တယ်အဲလီကလည်းအသက်မခံရအောင်လူသက်သမားကိုပြန်ပြီးခုခံတာမို့အဝိုင်းပေါ်တက်လာတဲ့လူသက်သမားလည်းအောက်ကိုပြုတ်ကျသွားပြီးဓားကလည်းမြေကြီးမှာဆိုက်သွားခဲ့တယ် ိုက်တော့မှအဲလီလည်းမြေရုပ်တွေပေါ်ကနေဆင်းပြေးလာတယ်လို့လူသက်သမားကလည်းစိုက်နေတဲ့ဓာတ်ကိုပြန်ဆွဲယူလို့ပြေးနေတဲ့အဲလီကိုနောက်ကနေဓာတ်နဲ့လှမ်းပေါက်မဲ့ရွယ်နေတော့မှာပဲရဲကတစီရောက်လာတာမို့လူသက်သမားလည်းချက်ချင်းဆူဆူလို့ပျောက်သွားတယ်။အဲနောက်တော့အဲလီလည်းလုံခြုံသွားခဲ့ပြီးရဲတွေကလည်းသူတို့လူသက်သမားကိုရှာတွေ့ပြီဆိုပြီးပြောတာနဲ့သွားကြည့်လိုက်တော့လူသက်သမားထင်ပြီးသူတို့ဖမ်းထားတဲ့သူကဂျေးဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဲလီလည်းရဲကပေါ်ရောက်နေတဲ့ဂျေးကိုစိတ်ပူပြီးအဆင်ပြေရလားလို့မေးတော့ဂျေးကခေါင်းခါပြလို့သူ့ကိုပြစ်ထားခဲ့တဲ့အဲလီကိုစိတ်ဆိုးနေခဲ့တယ်။ ဒါနဲ့အဲလီလဲဂျေးနဲ့မပြောတော့ပဲရဲနေရကိုဂျေးကသူနဲ့တညာလုံးအတူရှိနေတာမို့လူသက်သမားမဟုတ်ဘူးဆိုပြီးတတ်သိခံပေးနေခဲ့ပေမဲ့လဲရဲတွေကတော့ဂျေးနဲ့အတူလူသက်လန်းနဲ့အသေးပုံမျက်နှာဖုံးစုပ်ကိုပါတွေးလိုက်တာမို့ရဲစခန်းကိုတော့စစ်မေးဖို့ခေါ်သွားမှဖြစ်မယ်ဆိုပြီးခေါ်သွားခဲ့တယ် စခန်းရောက်တော့ရဲရရှိဟောကဇလန်းရဲ့အစကလူသက်မှုမှာသူတို့ရှာတွေ့ခဲ့တဲ့ JS ဆိုတဲ့လက်စုပ်ကိုတသက်ခံပစ္စည်းအနေနဲ့ဂျေးစင်မုံရဲ့လက်စုပ်ဆိုပြီးပြောလာတော့ဂျေးကသူကလက်ထပ်ထားတဲ့သူမဟုတ်တာမို့လက်ထပ်လက်စုပ်မရှိဘူးဆိုပြီးပြောရင်တော်တော်တော်နဲ့စုံတော့ပဲလို့ရွယ်ပြောတာမို့ဟောလေဂျေးကိုစိတ်တို့ဝီထားတိုးချင်စိတ်ပေါက်သွားတယ်။ဒါနဲ့စုံတော့ရှော့ကဂျေးကိုသူနဲ့နှစ်ယောက်တည်းပြောမယ်ဆိုပြီးအေးအေးဆေးဆေးလေးနဲ့အင်မင်းနေတော့တယ်။ တစ်ဖက်မှာလည်းအဲလီကဂျေးကိုစိတ်ပူတာနဲ့စခန်းအထိရောက်လာပြီးလူသက်သမားမဟုတ်တဲ့အကြောင်းအချိန်ချင်းတတ်သိခံပေးနေပေမဲ့အဆောင်ရဲကတော့သူ့စကားကိုအဖက်မလုပ်တာမို့စိတ်တူသွားတယ်။အဲဒီချိန်မှာပဲအင်တာနက်လိုင်းတွေပြတ်နေတာနဲ့ဒေးဗစ်ဆိုတဲ့လူတစ်ယောက်ကစခန်းမှာပြင်းမေးနေခဲ့ပြီးပြီးသွားတဲ့အခါကျမှအဲလီကိုသူတို့တနေရာမှာတွေ့ဘူးလားဆိုတဲ့စကားတွေပြောရင်းဤနေခဲ့တယ်။ ဒါနဲ့အဲလီလဲသူခုနလေးတင်ကမှာအသက်ခံရတော့မလို့ဖြစ်နေတာမို့ဤတဲ့စကားတွေကနားထဲမှာကန့်လန့်ကြီးဖြစ်နေတယ်ဆိုပြီးပြောရင်စခန်းထဲမှာလူတယောက်မှမရှိတော့တာကိုသတိထားမိသွားပြီးဘယ်ရောက်သွားတာလဲဟာလို့ဖြစ်နေတယ်ဒါနဲ့ဒေးဗစ်ကသူတို့အသေးပေါက်မျက်နှာဖုံးနဲ့လူသက်သမားကိုတွေးတော့အောင်ပွဲခံနေကြတာလေလို့ပြောပြီးထွက်သွားတယ်အဲ့ဒီချိန်မှာပဲအဲလီကစခန်းထဲကိုဝင်လာနေတဲ့အတန်တရန်ကြားလိုက်လို့တတိထားမိသွားပြီးဝင်ပောက်ကိုကြည့်နေတော့မှပဲရဲမေရှောနဲ့အဆောင်ရဲမေတို့နှစ်ယောက်ရောက်လာတာနဲ့လန့်သွားတယ် အဲ့လီလဲစောင်းတော့ရှောကိုတွေ့တာနဲ့ဂျေးကိုလွတ်တော့မှလားလို့မေးတော့ရှောကလည်းမဟုတ်ဘူးလို့ဖြေတာနဲ့အဲ့လီလဲဂျေးမှာအပြစ်မရှိတာကိုဘာလို့စပ်ဖမ်းထားနေအောင်မှလဲလို့ပြန်မေးလိုက်တယ်။ဒါနဲ့စောင်းတော့ရှောကဒါဆိုရင်နှစ်ယောက်သားကစုံသွဲမှုတ်တာကိုအသေးပုံလူသက်သမားကဘာလို့လိုက်တတ်နေတာလဲဆိုတာကိုဖြေပေးပါလားလို့ပြန်မေးတာနဲ့အဲ့လီလဲသူကြီးစားဟောင်းရောက်လာလို့ဂျေးကိုနမ်းလိုက်တာဆိုတဲ့စကားကိုခဲရခဲစစ်ပြန်ဖြေလိုက်တယ်။ ဒါနဲ့စုံတော့လျှောလဲသူနားလဲပါတယ်ဆိုပြီးခေါက်ဆွဲချောက်ထုတ်ကိုယူနေတော့မှာပဲမိကရုတ်တရက်ဆိုသူပြတ်သွားပြီးစခန်းထဲကိုအသေးပုံလူသက်သက်မှဝင်လာလို့အားလုံးကိုရုံရင်းဆန်ကဖြစ်အောင်ဝင်နှောက်နေပြန်တယ်အခန်းထဲမှာလက်ထိတ်တန်းလန်းဖြစ်နေတဲ့ဂျေးစီကိုယောက်သွားချိန်မှာတော့အဲလီကတစ်ဖက်ခန်းကမှန်ချက်ကိုတနက်နက်ပစ်ပြီးဂျေးကိုစခန်းထဲကနေမရမကကဲထုတ်လို့ထွက်ပြေးလာခဲ့ကြတယ်သူတို့ထွက်ပြေးသွားတဲ့နေရာကတော့ကားတွေနဲ့ရုပ်ရှင်ကြီးရတဲ့ဇုံတွဲတွေရှိတဲ့တီးတန်းနေရာဖြစ်တာမို့အသေးပုံလူသက်သမားလည်းအကြိုက်တွေ့နေပြီးဇုံတွဲတွေကိုအမဲလိုက်ဖြတ်နေတော့တယ် ဒါနဲ့စုံတွဲတွေနဲ့အတူအယ်လီတို့နှစ်ယောက်လည်းအသက်လူကြီးထွက်ပြေးနေကြရင်ကနေအယ်လီကရုတ်တရက်ခြေလမ်းကိုရက်လိုက်တာမို့ဂျေးကမလုံနေတာလဲလာလေးဆိုပြီးလှမ်းခေါ်တယ်ဒါနဲ့အယ်လီကသူတို့ဒီကိုပြေးလာလို့စုံတွဲတွေတေကုန်ကြရတာမို့လူသက်သမားလိုချင်တဲ့လူကသူတို့ဆိုရင်ဒီမှာပဲအဆုံးသက်ပေးရမှာပေါ့ဆိုပြီးလူသက်သမားရှိတဲ့စီကိုပြန်ပြေးသွားလို့လူသက်လက်နက်ကိုတေနေတဲ့လူစီကနေနှုတ်ယူပြီးလူသက်သမားကိုသူတို့ကိုမြင်အောင်မျှခေါ်လိုက်တယ် လူသက်သမားလည်းသူတို့များတဲ့နောက်ကိုလိုက်လာရင်ကနေနှစ်ယောက်တစ်ယောက်တိုက်ခိုက်ကြပြီးဂျေးလည်းအထိုးခံလိုက်ရတာကြောင့်မျက်နှာမှာသွေးတွေထွက်နေပြီးလူသက်သမားကဂျေးဘော့ကိုတက်ခွလို့တက်ဖို့ဓာတ်နဲ့ရွယ်နေတော့မှာပဲနောက်ကနေအယ်လီကလူသက်သမားရဲ့ခေါင်းကိုဝိတ်တုံးနဲ့ထုလိုက်တယ်ဒါနဲ့လူသက်သမားလည်းအယ်လီဘက်ကိုမဲသွားပြီးလဲပင်းညစ်လို့တိုက်ခိုက်နေတော့မှာပဲလဲကျနေတဲ့ဂျေးကမဖြစ်ဘူးဆိုပြီးသူ့ဘေးမှာကျနေတဲ့ဓာတ်နဲ့လူသက်သမားရဲ့ခန္ဓာကိုတက်တဲ့ကိုထိုးပြီးတက်ပစ်လိုက်တော့တယ် အဲ့နောက်တော့သူတို့နှစ်ယောက်ကိုနမဲကြီးနေတဲ့အသေးပုံလူသက်သမားကိုတက်လိုက်နိုင်တယ်ဆိုပြီးရဲတွေကတော့ချီးကျူးနေရတယ်လို့ဆုံတော့ရှော့ကလည်းနှစ်ယောက်စလုံးရဲ့လုံခြုံရေးအတွက်အိမ်ပြန်လိုက်ပို့မယ်လို့ပြောရတဲ့ဂျီးကတော့ဆုံတော့ရဲ့ကားနဲ့အတူပြန်လိုက်သွားခဲ့တယ် အဲလီကတော့သူ့ဘာသာသူအိမ်ကိုပြန်လာခဲ့ပြီသူတက်ငယ်ချင်းမို့နဲ့ဂျေးကိုသူဘလောက်တောင်သဘောကျနေပြီဆိုတဲ့အကြောင်းကိုပြောနေတာမို့မို့လဲသဘောကျရင်ဆွဲထားလိုက်တော့ဆိုပြီးစတိုက်တွေအားပေးနေခဲ့တယ်ဒါနဲ့အဲလီလဲဆွဲထားမယ်ဆိုပြီးဂျေးရှိတဲ့စီကိုပြေးသွားနေတော့မှာပဲရုတ်တရက်ဆိုလို့ဖုံးစိမ့်ဝင်လာတာနဲ့ကင်လိုက်တော့သူတသမားစီကဖုံးဖြစ်နေပြီဂျေးကိုသူတို့ဖမ်းထားတာမို့လူချင်းရင်ဘလက်တိုင်းဖျားเจ้าကိုလာခဲ့ဖို့ခေါ်တယ် ဒါနဲ့အဲလီလဲချက်ချင်းဆိုသလိုဖျားเจ้าကိုလိုက်သွားတော့ဖမ်းခံထားရတဲ့ဂျေးကိုတွေ့လိုက်ရပြီသူ့နောက်မှာတော့စခန်းမှာတွေ့ခဲ့ရတဲ့ဘလိုင်းကြီးလာဤတဲ့ဒေးဗစ်ဆိုတဲ့ခင်တဲ့ကိုတွေ့လိုက်ရတယ်အဲ့တော့မှဒေးဗစ်ကလူသက်သမားဆိုတာကိုသိသွားပြီသူတို့တတ်ခဲ့တဲ့သူကဘယ်သူလဲလို့မေးလိုက်တယ်ဒါနဲ့ဒေးဗစ်ကအဲ့ဒါကသူတို့ကိုယူသွင်းနေတဲ့ fan လေးပါပဲလို့ပြောပြီးသူ့မှာနောက်ထပ်လူတစ်ယောက်ရှိသေးတယ်လို့ပြောရင်သူ့လူကိုလှမ်းခေါ်လိုက်တော့စုံထောက်ချောဖြစ်နေတာကိုတွေ့လိုက်ရတယ် စုံတော်ရှောင်းနဲ့ဒေးဗစ်ကတော့စုံတွဲတွေဖြစ်နေခဲ့ပြီးထူးမထူးတယ်စုံတွဲတွေကမှလိုက်တက်ရတာကြိုက်တဲ့လူသက်သမားစုံတွဲဖြစ်နေတော့တာပါအဲ့ဒီနောက်တော့စုံတော်ချောကအသေးပုံပုံစံလှုပ်ထားတဲ့ကြားကတနတ်တလက်ကိုကိုင်းမှုပြောပြီးကြည်တောင်းထည့်ထားတာမို့နင်းတို့နှစ်ယောက်ကစုံတွဲမဟုတ်ဘူးဆိုတာကိုဂျေးကိုတက်ပြီးတက်တည်ပြလေးဆိုပြီးပြောလိုက်တယ်ဒါနဲ့အဲလီကလည်းသူ့အချစ်စီကနေထွက်ပြေးနေတာကြာပေမဲ့ဂျေးကိုတွေ့တော့သူထွက်ပြေးခြင်းစိတ်မရှိတော့ဘူးဆိုတဲ့စကားကိုနောက်ဆုံးအနေနဲ့ပြောနေတယ်လို့ပြောနေခဲ့ပြီးသူ့နှစ်ထင်မှာတနတ်ကိုချိန်လိုက်တယ် အဲနောက်မှာတော့ဂျေးစီကိုတက်တက်လှမ်းပစ်လိုက်ရကနေဂျေးနောက်မှာရက်နေတဲ့စုံရောက်ရှောကိုထိသွားပြီးစုံရောက်လဲသွေးတွေထွက်လာတာနဲ့နောက်ကိုလဲကျသွားရကနေသူ့ဤစားဒေးဗစ်ကသွဲကုနေတော့အဲလီလဲဂျေးကိုအမြန်ဆွဲခေါ်လိုက်တယ်ဒီလိုနဲ့နှစ်ယောက်သားနှစ်ယောက်နှစ်ယောက်တိုက်ခိုက်ရကနေဒေးဗစ်ကဂျေးကိုအုံမိုးပြီးတိုက်ခိုက်တာမို့ဂျေးလဲဒေးဗစ်ဘောင်းမီကြားမှာထည့်ထားတဲ့မြားကိုဒေးဗစ်ရဲ့မျက်ထောင်ဘေးကိုထိုးဆိုင်ချလိုက်တယ် ဒါကြောင့်ဒေးဗစ်လည်းသူ့အသားထီးတော့နာတာနဲ့အနောက်ကိုဆုပ်ရကနေဖျားချောင်းထဲမှာထွန်းတဲ့ဖျောင်းနိုင်မိစေကြတဲ့ရောက်သွားပြီးဖျောင်းဆက်တွေကသူ့ဘော်ကိုပြုတ်ကြကုန်တော့တယ်။တစ်ဖက်မှာလည်းအယ်လီနဲ့ရှောတို့ကတိုက်ခိုက်နေကြပြီးအယ်လီကရှောရဲ့လယ်ဘေးတက်တဲ့ကိုခရင်နဲ့ထိုးချလိုက်ပြီးပြန်တိုက်ခိုက်ဖို့ထလာတဲ့အချိန်မှာတော့အနောက်မှာရှိတဲ့ရဲမဲရုပ်ထုရဲ့ဓာတ်တက်တဲ့ကို ထိုးချဆိုင်လိုက်ရကနေချောလဲကောင်းပြက်ပြီးသွေးတွေပန်းထွက်လို့တည်သွားတော့တယ်။စုံနောက်ချောတည်သွားတာတော့မတည်သေးတဲ့ဖျောင်းလူသားဖြစ်နေသေးတဲ့ဒေးဗစ်ကပြန်ထလာတာမို့ဂျေးကအောက်ကျနေတဲ့မြားကိုယူပြီးလှမ်းပစ်လိုက်တော့မှပဲပွဲပြီးသွားခဲ့တယ်။ဒီလိုနဲ့စုံသွဲတွေကိုချိန်ချောင်းနေတဲ့အသေးပုံလူသက်သမားကြီးကိုရီးစားမဟုတ်တဲ့အယ်လီတို့စုံသွဲကနှိမ်နေနိုင်ခဲ့တယ်လို့တနစ်ကြပြီးတဲ့အခါမှာတော့အမြင်မကြီးတဲ့ဘောစီမမစီကနေအယောင်းဝယ်အားတိုးလာတာမို့တော်ရဲဆိုပြီးနှစ်ယောက်သားချီးကျူးခံခဲ့ရပါတယ်။ ဲနောက်မှာတော့သူတို့နှစ်ယောက်ကချစ်သူတွေဖြစ်သွားကြပြီ။ဗလာတိုင်းနေနစ်ကိုအန်နီယကင်းကင်းနဲ့ဖျက်ဆီးခဲ့ကြရတော့တယ်။အဆုံးထိကြီးကျူပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။